ကောင်းဆုံးအဖြစ်ထွက်ပြီးပြည်သူလူလာချက်ဖြည့်ဆွတ်အောင်အင်အားကြီးနိုင်ငံတွေရဲ့သူတစ်ဖြစ်အမေရိကန်သမ္မတရဲ့ Lawyer Will ဘလူဆန်နာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်တော်လန်နေကင်းမှာမိတ်ဆွေများအားလုံးမင်္ဂလာပါ Facebook က live link နဲ့ပိတ်ခံထားတော့ဒီကနေ့ပြီးနှုတ်ခွန်းဆက်ပါတယ်အလုံးလူလူအားကိုအများကြီးလိုအပ်ပါတယ် အခုဒီကနေ့အခြေအနေကိုကြည့်ရင်တကယ်အကြတဲ့ဆုံးအခြေအနေတစ်ခုလို့ကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်ဒေါ်လာရင်းဘက်ကအကျန်းဖက်အတ္တမလူအာနာတိန်ထားတဲ့အဲဆက်အနာရှင်ဖက်စစ်အုပ်စုအတွက်ကောအဲဒီနေ့အကြတဲ့ဆုံးအခြေဖြစ်ပါတယ်ဆိုတော့လက်ရှိဖက်စစ်တက်ကဲ့အနေထားကိုအကြံပြင်းကျွန်တော်သုံးသပ်ပြရရင်သူ့ရဲ့အတ္တမဖန်းစီပြီးတော့ပေါ်တာဆွဲစစ်သေးသွင်းထားတဲ့အောက်ခြေတသားတစ်တွေနဲ့ပတ်သက်ပြီး ဲသူတို့အဲမှာအဲရိုက်ခတ်နေတဲ့ကြီးမားတဲ့ကြက်အခုဆိုရခိုင်အရခတက်တော်တိုက်ထိုးစစ်ကြောင့်စစ်မြေပြင်ဖြစ်နေတဲ့နေရာကနေထွက်ပြေးနေကြတဲ့တကယ်ကိုပဲအာအဲဒီတိုင်းပြည်ပြက်လို့ထွက်ပြေးနေကြတဲ့ပမာဖက်စစ်တပ်သားတွေရဲ့လူဟောင်းတွေရောလူသစ်တွေရောလက်နက်ရသလောက်တဲ့လက်နက်တွေဖြစ်တယ်လို့ဆွပြစ်ထွက်ပြေးနေကြတာတွေရောပြည်သူစစ်လို့ခေါ်တဲ့အတင်းအမှန်ဖမ်းဆီးစစ်တဲသွင်းခံထားရတဲ့ဒီ တသားတစ်ပေါ့ပါစလေးတွေလည်းပဲအခုအင်းနဲ့အားနဲ့ထွက်ပြေးနေကြတဲ့အခြေအနေတွေရောဒါတွေကိုကျွန်တော်တို့ကြည့်ရှုပြီးတော့ဖက်စစ်တက်ဟာအင်းအားတော့ပြန်လဲကြီးမားအောင်ဗယံပဒါနီလန်းနဲ့အထမိုက်တုံပြီးတိဆောက်နိုင်ခဲ့ပေမဲ့မှန်ကန်တဲ့အင်းအားမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့စီးရေးဆွမ်းပကားဟာနောက်ွယ်ကပံ့ပိုးပေးတဲ့တရုတ်နဲ့ရုရှားဘယ်လာရုစ်စတဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံတွေကပေးပို့တဲ့လက်နက်ခဲယမ်းအင်းအားပေါ်တာအဓိက မိတီနေပြီးတော့လက်နက်ခင်အားနှဲသွားတဲ့အချိန်လေကြောင်းအကဲတာမှုယွန်းနေသွားတဲ့အချိန်ဒရုန်းတွေကောင်းကောင်းစစ်ဆင်နိုင်မှုမလုပ်တော့နိုင်တော့တဲ့အချိန်တော်လိုင်းဖက်ကထိုးစစ်တီတချိန်ထိုးမာမိတ်တပ်ပေါင်းစုနဲ့ထိုးလာနိုင်တဲ့အချိန်မှာဖက်စစ်အကြမ်းဖက်တပ်ဗျူဟာအဆင့်ထိအင်းအားတွေဟာဗဟံပတာဖျော်ဖျက်ထွက်ပြေးကြရတဲ့အနေထားဆိုတာကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့နဲ့ထိဆက်နေတဲ့ပအဝန်းကျင်ကအဆင့်မြင့်ပြင်အခြေအနေတွေကိုကြည့်ရင်လည်းပဲကျွန်တော်တို့တော်လိုင်းဖက်က ရသမျှခွန်အားနဲ့ပြန်လည်ထိုးစစ်ဆင်နေတာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်။သတင်းလုံခြုံမှုအနေနဲ့အဲကျွန်တော်တို့ဘက်ကကြားသိမြင်တွေ့ရသမျှကိုအားလုံးကိုပြည်သူကိုထုတ်ပြန်နေကြမှာတော့မဟုတ်ဘူး။ဒါပေမဲ့တော်လိုင်းဘက်ကတော့ပြင်ဆင်မှုတွေစုဖွဲ့မှုတွေအတပေါင်းစုမဟာမိတ်ဖွဲ့စည်းမှုတွေဆောင်ရွက်နေကြတယ်ဆိုတာကိုတော့ကျွန်တော်တို့ပြည်သူတွေတိတိနာလည်ထားရမှာဖြစ်ပါတယ်။ဒါကစီးရင်နဲ့ပတ်သက်လို့ဖက်စစ်တိုက်ကလက်ရှိအခြေအနေဖြစ်ပါတယ်။ကျန်တဲ့အရေးအရာတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်။ခုဆိုလို့ရှိရင်မလေးရှား အဲနိုင်ငံကလာသွားတဲ့အာဆီယံဥက္ကဋ္ဌပေါ့ဒီလိုဆိုဆီကလာသွားတဲ့နိုင်ငံကြီးဝင်ကြီးပေါ့ဒီကတော့ဝန်သားအားနဲ့ထုံးစံတိုင်းပဲအာသူတို့ရဲ့လုံမဲ့အတူရောင်ရေကောက်ပွဲကိုမလေးရှားနိုင်ငံနဲ့အာဆီယံကထောက်ခံပါတယ်ဆိုပြီးကြေညာချက်ချက်ချင်းထုတ်ထုတ်တာနဲ့ချက်ချင်းမလေးရှားဒီကနေပြီးတော့အဲလွတ်တော်ကိုယ်စားလှယ်တွေနဲ့မလေးရှားနိုင်ငံဘက်ကချက်ချင်း statement နဲ့ပြန်ခြေပလိုက်တဲ့နောက်ဖက်စစ်မြောက်လန်အုပ်စုရဲ့လွန်စွာမှရှက်ဖွယ်လိလိအတိဖြစ်သော လိန်လေလှည့်ဖျားသတင်းထုတ်ပြန်မှုဘူးပေါ်သလိုပေါ်သွားပြီးတဲ့နောက်အာဆီယံအခုဆိုရင်မကြခင်ကျင်းပတော့မယ့်အာဆီယံထိပ်သီးညီလာခံမှာလေးနှစ်ကျော်ကာလကြာခဲ့ပြီးသူတို့မင်းအွန်လိုင်းကိုတိုင်ဂရိပေးခဲ့တဲ့ five point consensus ကိုခုထက်ထိသဘောတူလိုက်နာဆောင်ရွက်ခြင်းပူးပေါင်းခြင်းမရှိတဲ့မင်းအွန်လိုင်းကိုဘယ်လိုဆက်လက်သွားမလဲအာဆီယံရဲ့ဂုဏ်သိက္ခာကလည်းအဆုံးစုံထိရေစုံမျှော့ရမယ့်အနေအထားရောက်နေပြီးဒါတွေဟာလာမယ့်အာဆီယံထိပ်သီးညီလာခံမှာအဲကျွန်တော်တို့ တော်လိုင်းရင်းနဲ့ပြည်သူရဲ့ဒီလူလားတောင်းတကျက်တွေခွန်အားတွေဖြစ်လာနိုင်စရာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အလုံးစုံမျှော်လင့်လို့မရပါဘူးအာဆီယံနိုင်ငံတွေဆိုတာကလည်းသူတို့ကိုကြိုးစည်းပွားဟူတာအဓိကကြည့်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်ဘလောက်ပဲဒီမိုကရေစီနဲ့လူခွင့်ရေးမြန်မြန်တပန်းလှအောင်ကြွေးကြော်ထားစေကမှုတကယ်တော့အာဆီယံလည်းတိတ်အားကိုးလို့ရတဲ့အနေအထားမဟုတ်ပါဘူးဒါပေမဲ့အခုဖြစ်ပေါ်လာတဲ့ဘိုင်ပိုလာဒီ CA ခေလွန်တတိယကမ္ဘာစစ်တာဆူနေတဲ့ကာလမှာအာဆီယံနိုင်ငံတွေဟာလည်းပဲစစ် အင်အားကြီးနှစ်ခုကျွမ်းနှကောင်ကြားခတ်တဲ့မြေစာမင်းဖြစ်မသွားအောင် Indo-Pacific Strategy အရတကယ်တကယ်စီရေးအရှိန်အပြင်းဆုံးဖြစ်လာမယ်ဆိုရင်အာဆီယံမှာအဓိကတက်ရောက်လာမယ့်စီရေး PR လှိုင်းတွေကြောင့်အခုခရီးကသူတို့ကလည်းပဲထွက်ပေါက်တော်လကောင်းမိတွေ့ရတော်လကောင်းအင်အားကြီးနိုင်ငံတစ်ခုခုကိုအခြေပြုတဲ့စီရေးမဟာမိတ်ပြုမှုကြောင့်လကောင်းသူတို့အာဆီယံနိုင်ငံချင်းချင်းမှာကိုပဲဘက်နှစ်ဘက်ကွဲနေကြတာကိုကျွန်တော်တို့တွေ့ကြရမှာဖြစ်တယ်အဲ့တော့အာဓမ္မဝါဒဟိုအခြေပြုတဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံတွေကို မိတွေချီးကပ်လိုတဲ့နိုင်ငံတွေလည်းရှိသလိုဓမ္မကိုဆန်ဖြစ်ကျင့်သုံးပြီးတော့ဒီဂုံတိခါကိုတံပိုးထားကဒီမိုကရေစီနဲ့လူခွင့်ရေးကိုဦးစားပေးတဲ့အင်အားကြီးနိုင်ငံတွေနဲ့မိတွေပြီးဆောင်ရွက်လိုတဲ့အင်အားစုတွေလည်းရှိနေတာတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လှုပ်ခတ်မှုပြိုင်ဆိုင်မှုပို့တိုက်မှုတွေပြင်းထန်ဆုံးအခြေအနေအချိန်ခါကျွန်တော်တို့ရောက်နေတာဖြစ်တယ်ဒီချိန်မှာပဲရုရှားရဲ့ 73စီတွေသူ့နိုင်ငံထဲမှာတော့ထုတ်လုပ်လို့မရနိုင်တော့တဲ့ဘယ်လာရုစ်ကနေပြီးတော့တန်ချိန်ပေါင်းများစွာနေစဉ်တင်သွင်းလာတဲ့အထိရုရှားစီးပွားရေးကြဆင်းလာတာတွေယူကရိန်းကိုအမေရိကန်ကတာဝန်ပြုလို့ရတဲ့သူရဲ့နောက်ဆုံးပေါ်ဒုံးမြန်တွေပေးဖို့လွှဲပြောင်းပေးမယ်ဆိုတဲ့သတင်းတွေအိန္ဒိယကအခုဆိုရင်တရုတ်ယွန်ငွေကိုအသုံးပြုပြီးတော့ရုရှားရှိရာရေနံတိုးဝယ်ဖို့ကြိုးစားကအမေရိကန်ကိုခြေစုံခံဖို့ကြိုးစားလာတဲ့အနေအထားတွေတစ်ဖက်မှာလည်းပဲ ိုကိုကျွန်းမှာတရုတ်တွေရှိမရှိအိန္ဒိယအစိုးရကလက်ရှိအာဏာသိမ်းစစ်ကောင်စီကိုမီးကွန်းထုတ်လာပြီးစစ်ကောင်စီဘက်ကပြူးပြူးပြပြမြက်ကလူးဆံပြနဲ့တရုတ်တွေမရှိပါဘူးဆိုညင်းချက်ထုတ်လာတဲ့အနေအထားတွေဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတဲ့အမေရိကန်စစ်သမောကြီးနဲ့အတူဘာတွေပါလာလဲဆိုတာမသိရတဲ့အနေအထားတွေစီးလေးချင်းမှုတွေပြီးစီးပြီးတဲ့နောက်သုံးပြတဲ့လက်နက်တွေဘယ်ကိုရောက်သွားတယ်ဘာတွေဆက်လက်ဆောင်ရမလဲဆိုတာကိုခံမှန်းရခက်တဲ့အနေအထားတွေဒီအချိန်မှာအညာနဲ့ အာနာဘိုးချက်ဖြစ်တဲ့နေပြည်တော်ပတ်ဝန်းကျင်ကတူးတူးတက်တက်ထွက်ပေါ်လာတဲ့လှုပ်ရှားမှုလှိုင်းကြီးတွေဘုံတိုင်းမလာခင်ပြည်လဲပြင်းလင်းညင်နေတက်တဲ့လက္ခဏာမျိုးတွေဒါတွေကကျွန်တော်တို့တော်လိုင်းရေးအတွက်ခံမှန်းလို့မရနိုင်တဲ့မနှက်ဖြန်တွေကိုပေါ်ပေါက်ရွေးချယ်လာမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့မြည်တို့မြည်ပုံတော့ဖိအားနဲ့ ဖက်စစ်တပ်ကစိတ်သက်စစ်စင်အရာအခုမလေးရှားပဲထောက်ခံပါပြီလို့ပြောလို့စိတ်သက်ကြသွားဖို့ဖြစ်တာလေလူဟာမဟုတ်မလေးရှားမဟုတ်ပါဘူးပြန်ပြောတော့စိတ်သက်ပြန်မြင့်တက်လာတဲ့အချိန်နေစိတ်သက်အတက်အကျကြီးဈားထဲမှာမိသွေးမျိုးပဲကြုံရပါစေကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့လူအသိစိတ်ရှိတဲ့နိုင်ငံသားတွေကျွန်တော်တို့နောက်လာနောက်သားတွေကိုချစ်ခင်မြန်လို့တန်ဖိုးထားမြန်မာစီလိုတဲ့စိတ်စတနာရှိတဲ့နိုင်ငံသားတွေကိုယ့်ရဲ့မွေးရပါအခွင့်အရေးကိုကိုကိုယ်တိုင်ကာကွယ်မှရမယ်ဆိုတဲ့ယုံကြည်စိတ်နဲ့ဓမ္မကိုလက်ကင်ပြုတ်ပြီး အမှန်နဲ့တရားကိုခြေစုံရက်ကျင့်သုံးမယ်ဆိုတဲ့နိုင်ငံသားတွေကိုယ့်ရဲ့တမိုင်းကြောင့်ကိုအကောင်းဆုံးသာရေးဆွဲမယ်ဘယ်တော့မှအာနာရှင်စစ်တပတ်ဘလူးတွေအောက်ဒူးမထောက်ဘူးကိုခြေပေါ်ကိုခြေစုံရက်ပြီးကြိုးစင်မယ်တဲ့ရင်တက်ရပါစီဘယ်တော့မှအာဓမအောက်ဒူးမထောက်ဘူးဆိုတဲ့နိုင်ငံသားတွေကျွန်တော်တို့အားလုံးအနေနဲ့မျောလင်းချက်တွေရောင်ဒီတစ်ခါတလေမေးကောင်းမေးမယ်တိချာတော့ရောင်ဒီလုံးဝပြောက်မသွားပါဘူးအဲ့တော့ကမ္ဘာနိုင်ငံကြီးအခင်းကျင်းတွေမြန်မာနိုင်ငံကြီးအခင်းကျင်းတွေမကြခင်မှာ ရွေးချယ်ရခက်တဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အိန္ဒိချင်းနိုင်ငံတွေနဲ့ကမ္ဘာနိုင်ငံတွေကဆုံးဖြတ်ချက်တခုပေးလာမယ့်အနေအထားတွေခုဆိုလို့ရှိရင်9ရက်တာလောက်6ရက်တာလောက်ပဲဖြစ်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စစ်ပွဲအပြည့်ရမှုကိုအမေရိကန်သမ္မတကိုယ်တိုင် လာရောက်ပြီးတော့လက်မှတ်ထိုးမယ်တက်ရောက်ပေးမယ်ဆိုပြီးစစ်ပွဲတွေပြင်းထန်မှုပေါ်မှာအမတန်မှနှစ်လိုအားရဝင်ဆွတ်ဖွဲ့ခြင်းနဲ့အမေရိကန်သမ္မတထရမ့်အတွက်ကျွန်တော်တို့၄နှစ်ကျော်၅နှစ် ကြာကာလဖြစ်ပွားခဲ့တဲ့ကြမ်းကြုတ်ရက်ဆက်သောနိုင်ငံသားအချင်းချင်းအဓမ္မနဲ့ဓမ္မကြားပေါ်တိုက်မှုပြင်းထန်တဲ့ဆက်လက်နက်ကင်တိုက်ခိုက်မှုတိုက်ပွဲကြီးတွေကိုအကောင်းဆုံးအဖြေထွက်ပြီးပြည်သူလူလာချက်ဖြည့်ဆွတ်အောင်အင်အားကြီးနိုင်ငံတွေရဲ့အထူးသဖြင့် American သမ္မတရဲ့ Lawyer Will ဘလိုဆန္ဒရှိနေလဲဆိုတော့အကောင်းဆုံးအသုံးချပြီးဖြစ်ပေါ်လာနိုင်ရည်ရှိတဲ့မနှက်ဖြန်တွေဟာပြည်သူ့အတွက်စိတ်ပြည့်အားရော့စရာတွေမရှိပါဘူးစိတ်ခွန်အားအပြည့်နဲ့ကျွန်တော်တို့ယုံကြည်ချက်ကိုဂိုင်းဆွဲပြီးတော့ မနေ့ဖြန်ဒီအတွက်အကောင်းဆုံးကြိုးစားကြရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကြာရနေရကရရတာဝန်တွေကို စွမ်းတလောက်ထက်ပုံမူကြည်ပြွန်နေဖို့လိုပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်တတ်ဆွမ်းသမျှထက်ပိုပြီးအကောင်းဆုံးဆောင်ရွက်နေပါတယ်အဲ့တော့ခေါင်းဆောင်ကြီးတွေခေါင်းဆောင်လက်တွေအောက်ခြေကတကယ်ကိုမြင့်မြတ်စွာနဲ့အသက်ဘဝခန္ဓာပေးဆက်ပြီးတော့တိုက်ဖို့ဝင်နေတဲ့တော်လန်တော်သူရဲကောင်းတွေကိုဒီစားစွာဂုဏ်ပြုရင်းနဲ့ ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံးကွဲပြားခဲ့တဲ့ခွဲခြားမှုတွေကိုခွာချပြီးပေါင်းစည်းဆောင်ရွက်နိုင်စွမ်းနဲ့တည်ဆောက်နိုင်တဲ့တနေ့ကျွန်တော်တို့အားလုံးတမိုင်းသင်ခန်းစာအပြည့်နဲ့1962ကစပြီး1988လီကာ3ထစ်ကျော်နှင်းခဲ့ပြီးဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအကောင်းဆုံးသုံးသက်သုံးသက်ချက်ထုတ်ခါဝိဝါဒကွဲပြားမနေဘဲကိုယ်တစုတစ်ဖွဲ့တနည်းအားကွက်ကွက်ပဲအင်အားကြီးထွားဖို့ကြိုးစားမနေဘဲနဲ့တနိုင်ငံလုံးမှာ တကယ်ကိုပဲကင်ဆာယောဂကြီးလို့ပြန့်နှံ့ပြီးချုပ်ကင်ဖို့ကြိုးစားလာတဲ့ဖက်စစ်အကျန်းဖက်အဓမ္မစနစ်ဆိုးကြီးကိုလုံးဝအမြင့်ချိုးပစ်လှန်ကာနိုင်ငံတော်တစ်ပြည်တော်စုသားအားလုံးပေါင်းစပ်စုဖွဲ့စုစည်းနေထိုင်တဲ့နိုင်ငံတော်တစ်တိဆောက်နိုင်တဲ့အထိကျွန်တော်တို့ကြိုးစားနိုင်မှကျွန်တော်တို့အားလုံးရဲ့မနှပြန်နေအာမခံချက်ရှိမှာဖြစ်ပါတယ်ခုချိန်မှာဘလောက်ပဲတစုတစ်ခွဲအင်အားတကူကြီးထွားနေပြီစီအာလင်းပြစ်လက်နဲ့ကြီးတွေကာယပြီးတော့ မဥပမာဆိုရည်လူရဲ့အစီပေါ့ကျွန်တော်တို့အရင်အားကြရတယ်လင်းပြည့်လက်နဲ့ကြီးကြီးနဲ့စီပြအခမ်းအနားကြီးနဲ့ကြီးကျယ်တဲ့အားကြီးဘလောက်ပဲအဲစုဖွဲ့ပြင်ဆင်ထားနိုင်ပါစေ အခုဒီရပ်ပိုင်းတော်တွင်တရုတ်ပြည်မှာတည်တံချမှတ်ခံရတဲ့ကိုကန့်ခေါင်းဆောင်ဒီအပါဝင်နော်ဒီအခြေအနေအခင်းချင်းတွေကိုကြည့်ရှိပြီးတော့ဖက်စစ်တပ်ကကစားလာတဲ့စစ်ကစားမှုသူ့နောက်ကမိစ္ဆာဝင်ရိုးနိုင်ဝင်ရိုးနိုင်ငံကြီးရဲ့ပါဝင်ပတ်သက်ဆွတ်ဖက်လာတဲ့နိုင်ငံရေးစီရီဒါတွေကိုကြည့်ပြီးတော့ မိမိမိမှာဘလောက်ပဲအင်အားကြီးမားတယ်လို့ထုတ်ပြန်နိုင်တဲ့စီးပြကြီးတွေပွဲကြီးတွေတိုက်ပွဲကြီးတွေနေမြေသိမ့်ပတ်မှုကြီးတွေရှိနေစေကမူဖက်စစ်အကြမ်းဖက် မင်းအောင်လှိုင်အုပ်စုတက်ဆိုးရှင်နေသမျှဘယ်အစုအဖွဲ့မှမနှက်ဖြန်နေမလှပနိုင်ဘူးဆိုတာကိုသိရှိပြီးအားလုံးပေါင်းစည်းကြိုးပမ်းနိုင်ကြပါစေဖက်စစ်အကြမ်းဖက် institution ကြီးကိုနော်ဖက်စစ်စိတ်ဓာတ်အမြင့်ဖြန့်နိုင်သည့်အထိကျွန်တော်တို့အားလုံးကြိုးပမ်းနိုင်ပါ ျွန်တော်တို့မနေ့ပြန်အနာဂတ်ဒီတာလှပမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်သုံးသပ်မိသည်တင်ပြပြီးပြည်သူကိုစိတ်ခွန်အားပေးပါတယ်ကျွန်တော်တို့အတူရုန်းကန်ကြပါစို့ဒေါန်ဆန်းစုကြည်ပြောခဲ့တဲ့နောက်ဆုံးရက်ပေါ့နော်ဒေါန်ဆန်းစုကြည်ရုပ်မြင်တန်ကြားကနေပြီးတော့ဖမ်းဆီးမခံရခင်တရက်လိုနောက်ဆုံးပြောခဲ့တဲ့မိကုန်းလေးကပြုံးပြုံးလေးနဲ့မှားသွားတဲ့အမှားစကားကိုပြန်ပြီးတတိယကခွန်အားကို ပုံမူအားထုတ်ရုန်းကန်ကြပါစို့မေဆုကဘာပြောသွားလဲ ပြည်သူသာအဓိကပါပဲကျွန်တော်တို့ပြည်သူတူချင်းပြည်သူတွေကပြည်သူတယောက်အနေနဲ့အပြန်အလှန်ခေါ်အားပေးပါတယ်ကျွန်တော်တို့အားလုံးအတူတူကြိုးစားရင်မနှက်ဖြန်နေအားလုံးအတူတူပိုင်ဆိုင်ရမှာဖြစ်တယ်ငင်းချမ်းမှုတွေကို အတူတူခံစားရမှာဖြစ်ပါတယ်ပြီးတော့မှ နာကျင်ကြေကွဲစွာဖျက်ဆီးခဲ့ရတဲ့ဖက်စစ်ကပ်ပြက်ခေဆိုးကြီးအကြောင်းကိုမြေရည်တွေနဲ့တော်လကောင်းအန်ကျေးရည်တော်လကောင်းနောက်လာနောက်သားလူလူမမယ်လေးတွေကို ကောင်းစွာတင် जा ပြသ၍တော်၎င်းကျွန်တော်တို့အားလုံးအဲ့ကြမှလာကြီးမှုတွေကိုဖြေလျှော့ကြတာပေါ့နော်အဲ့အတွက်ကိုတသသမြအပောင်းဝေကူညီနေကြတော့တမိုင်းပြည်တော်ဝန်ကြီးပြည်သူနိုင်ငံသားအားလုံးဒီစားတော်နှစ်ခွန်းဆက်ပါတယ်မြို့တော်လေးမှာဝင်ဆင်နွဲတိုက်ခိုက်နေကြတဲ့တော်လန်သူပြည်သူပေါင်းတော်လန်ကြီးတသားစစ်တီတော်သူရဲကောင်းအပေါင်းတို့လည်းပဲလေးစားစွာဂုဏ်ပြုဥညွင့်နေတဲ့တရားတော်စစ်ပြည်သူခုခံတော်လန်စစ် ဒုတိယကြိမ်မြောက်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ဖက်စစ်ဒေါ်လာရေးစစ်ပွဲကြီးလဲအများဆုံးအောင်မြင်ပါစေကြောင်းလည်းပဲဟောတောင်းပါတယ်။တော့ကျွန်တော်အနေနဲ့ကတော့ကိုရွေးချယ်ထားတဲ့လမ်းတိုင်းဆက်လက်ပြီးဖြောင်းပြောင်းတန်းတန်းရှောက်လန်းရုံမှာတပါအခြားမရှိကျွန်တော်တို့ကင်ဆွဲထားတဲ့ဓမ္မရဝင်းကိုအခြေပြုပြီးဓမ္မကို တက်ဝင်ယုံကြည်သူတွေနဲ့ဓမ္မလို့ခေါ်တဲ့တရားမျှတသော လူပေါင်းတဲ့လောကအေးချမ်းလုံခြုံသောနိုင်ငံတော်တဲ့ နိုင်ငံရေးစနစ်တည်အုပ်ချုပ်ရေးစနစ်တည်တစ်ခုပေါ်လာဖို့မမိတ်မတုံစ조사ဖို့ဟာတပါအခြားသောအစီအစဉ်များမရှိပါဘူးပြည်သူများလည်းပဲမိမိရဲ့အတမွေးဝမ်းကြောင်းမိသားစုရေးရာအခြေအနေအဖျားဖျားကြောင့်ဘလို့ပဲရက်တီရှင်သန်ရုန်းကန်နေကြသည်ဖြစ်စေဒီနိုင်ငံမှာမွေးပြီးဒီနိုင်ငံမှာလူဖြစ်ကြသူတွေအများစုကတော့ဒီနိုင်ငံကြီးကိုအေးချမ်းသာရာလုံခြုံစေချင်ကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံကြီးတွေကဒီနိုင်ငံသားတွေအားလုံး ဤချင်းမယ်ဒါရမယ်ဘေးကင်းလုံခြုံမယ်ပူပင်တော့ကကြောက်ကြကင်းစွာနဲ့လူပေါ်မှာအသက်ရှင်ခွင့်ရတဲ့အခိုက်တင်းငိမ်ပျော်ရွှင်တဲ့စိတ်နှလုံးငွေးမြူပြီးရှင်သန်ကြီးပြင်းခွင့်ရဖို့ကျွန်တော်တို့အားလုံးဟာကောင်းမွန်မှန်ကန်တဲ့နိုင်ငံရေးစနစ်တစ်ခုမဖြစ်မနေတည်ဆောက်နိုင်မှရပါဖြစ်တယ်ဒီကနေ့လိုမျိုးဖက်ဆက်အချမ်းဖက်ဝါရကိုအခြေပြုပြီးတော့နိုင်ငံခြားလူမျိုးခြားဘာသာခြားတွေရဲ့ စီးကူညီကိုရယူပြီးမြန်မာနိုင်ငံကြီးကိုတဘာနိုင်ငံကြီးတစ်ခုရဲ့လက်အောက်ခံဖြစ်အောင်တိုးတွင်းနေတဲ့အာဏာရှင်စစ်တပ်ကိုနိုင်ငံသားကိုလူမျိုးတွေကိုရဲဆက်ဆက်ချီးမွမ်းတပ်ဖြတ်ပြီးတော့နိုင်ငံသားတွေကိုအဖေခေါ်ပထွေးခေါ်နေတဲ့မျိုးဖြက်လောက်ကောင်တစ္ဆပေါစစ်တပ်သူတမီသားစုသူစစ်ဘိုလ်ချုပ်တစုအာဏာတကိုးထွားဖို့မှတဘာပြည်သူတိုင်းရင်းသားအားလုံးကိုစင်ရဲသူရောချမ်းသာသူပါမချမ်းရဲရဲဆက်ဆက်ဖိနှိပ်ချနှင်းပြီးတော့ ကျိုးစီးပွားတဘိုးထွားဖို့ပဲကြိုးစားနေတဲ့စစ်တပ်ကိုကျွန်တော်တို့မှန်ကန်တဲ့ပြည်ပြောင်းလဲမှုတွေလုပ်ပြီးတော့ပြည်သူအကျိုးစီးပွားကိုပဲရှေ့ရှုတဲ့ပြည်သူကိုယ်ရဲ့ကာကွယ်ဆောက်ရှောက်တဲ့စနစ်တရပေါ်ပေါက်လာဖို့ကျွန်တော်တို့မဖြစ်မနေကြိုးစားရမယ့်အချိန်မှာပြည်သူအားလုံးကိုကျွန်တော်တို့နှိုးဆော်ပါရယ်ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရတခါတလေမှာစီရီအတိုးဆုပ်အတက်ကြရအာရော့စရာအားငယ်စရာရှီကောင်းရှိနိုင်ပါလိမ့်မယ် ီလိုရှိလာတဲ့စိတ်ပြည့်အာရုံမှုပေါ်မှာကျွန်တော်တို့ဟာကောက်ရိုးမီလို့မဟုတ်ဘဲနဲ့တကယ်ကိုပဲတော်လိုင်းမပြီးမချင်းဇွဲတန်ခိုင်မာတဲ့စိတ်တပ်ပိုင်ရှင်တွေဖြစ်နေရုန်းကန်ကြမှသာလေကျွန်တော်တို့အားလုံးရဲ့လွတ်မြောက်မှုတိုက်ပွဲကြီးဟာအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တသံသမားပါဝင်ဆောင်ရနေတဲ့ကဏ္ဍအဖျားဖျားအနေဒီကနေ့ထိုင်းနိုင်ငံရောမြန်မာနိုင်ငံသားတွေကိုသူတို့ဖြစ်ရင်ဘန်ကောက်တို့လိုဖူကက်တို့လိုမြို့ကြီးတွေပါပေါ့နော်ချင်းမိုင်တို့လိုမှနေတဲ့မြို့ကြီးတွေမှာရှိတဲ့လူမှုရေးအသင်းအဖွဲ့တွေကိုပဲ ကျွန်တော်ဥတီပြီးတော့ပန်ကြားစကားလေးပြောချင်တာပါဒါကတော့မိတ်ဆွေတို့လည်းပဲတသသမျှထက်ပို့ပြီးခွန်အားစိုက်ထုတ်လှုပ်လှုပ်နေကြရတယ်ဆိုတာကျွန်တော်တို့အိမ်မက်ပြပါတယ်ကျေးဇူးတင်နေပါတယ်လေးစားဂုဏ်ယူနေပါတယ်ဆက်လက်ပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့ TOT အခြေအနေတွေမှာဝေဝါးသွားမနေပဲနဲ့သုံးတရားစိတ်တက်ကြသွားကြเสียအဖြစ်ခံစားမနေပဲနဲ့ကျွန်တော်တို့အားလုံးအောင်မြင်မှုရသည့်အထိမမေ့မတုံဆောင်ရွက်ကြမယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့ဆက်လက်အားထုတ်ပေးကြဖို့ပန်ကြားတာဖြစ်ပါတယ် တော့ကျွန်တော်အနေနဲ့ကျွန်တော်အဓိကအခုဥတီဆောင်ရွက်နေတဲ့ဆစ်ဆောင်ပြည်သူတွေအရေးတော်လန်သောစစ်တီတော်များကိုအဲလိုအပ်တဲ့အုပ်ချုပ်ထောက်ပံ့မှုကူညီမှုအရေးတွေအတွက်ကျွန်တော်ဆွမ်းဆန်းတမန်ဆက်လက်ကြိုးစားနေပါတယ်အဲလောလောဆယ်တော့အဲကျွန်တော်တို့ဟာတစ်ဖက်ကလည်းတော်လန်တိုက်ခိုက်တစ်ဖက်ကလည်းပဲနိုင်ငံတော်အတွက်ကိုဆက်လက်ဥဆောင်စီမံမဲ့မျိုးဆက်တွေကိုပညာကျန်းမာရေးမွေးမြူတင်ကြားဒီစီစီနေကိုဟန်ချက်ညီကျွန်တော်တို့ဆောင်ရွက်နေပါတယ် ဖက်စစ်ကြမ်းဖက်စနစ်ဗသားတွေကိုကြီးတိုက်ခိုက်ချိန်မှုနေလို့မရပါဘူးနိုင်ငံတော်တိတ်ကိုဆက်လက်ဥဆောင်စီမံခန့်ခွဲမဲ့ယနေ့ကလေးသူငယ်တွေကိုလည်းပဲမြင့်မြတ်တဲ့စိတ်သက်ခံယူချက်နဲ့ယုံကြည်ချက်တွေအပြင်မှန်ကန်တဲ့ပညာအသည့်တရားတွေရရှိဖို့လေအခုကြေရကျွန်တော်တို့အခက်အခဲပေါင်းများစွာကြားတဲ့ကရုန်းကန်စ조사တင်ကြားပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီထိုင်းနိုင်ငံပေါ့အထူးသဖြင့်ကျွန်တော်တို့အနေနဲ့သွားလာဆက်သွယ်မှုပစ္စည်းပစ္စည်းအားတည်ယူပို့ဆောင်မှုလွယ်ကူတဲ့ထိုင်းနိုင်ငံရောက် ပြည်သူတွေအသိဖွဲ့တွေကိုလက်တလော အားချင်းအနေနဲ့ဆစ်ဆောင်ပြည်သူတွေနောက်တစ်ခါပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့လူမှုအကူအညီတွေကိုအဲဒီခုလာမဲ့ပွင့်လင်းပေါ့နော်နောက်လာမဲ့တပတ်လောက်ဆောက်လို့ဆိုရင်ပွင့်လင်းရသည်တခုစတင်ရရှိဖြစ်တယ်ပေါ့ဒါထိုဒီထိုနည်းတူစွာထိုးစစ်နဲ့ခုခံတော်လှန်စစ်တွေလည်းပဲအပြင်းထန်ဖြစ်ပွားမဲ့အချိန်ပေါ့အပြန်လန်အားပြန်ပြီးတော့ဇာသိန်းကန်းတစ်ခုမရောက်ခင်စကြာဘီလိန်နဲ့ဒီဇက်လိုက်ကြပြင်းထန်တဲ့တိုက်ပွဲများဖြစ်ပွားသလိုပေါ့ ကျွန်တော်တို့မကြခင်ရရှိတော့မှာဖြစ်တယ်ဒီချိန်မှာအားလုံးအင်ကုန်အားကုန်ဝိုင်းဝန်းရုံးကန်ပေးကြဖို့ ਨੇ ကလေးများပညာရေးအတွက်အဓိကလိုအပ်နေတဲ့ဒီတင်ထောက်ကူပစ္စည်းတွေပေါ့ဒါတွေကိုမြို့တီတီကပုံပုံတွေတပိုင်းတနိုင်ကနေကြဲကြဲပြန့်ပြန့်စုဖွဲ့ပြီးတော့ကျွန်တော်ရှိကိုဆက်သွယ်ချိတ်ဆက်ပြပို့ဖို့ကျွန်တော်မြင်တာရခံချင်ပါတယ်ကျောင်းသုံးစာအုပ်တွေဘောပင်ခေတန်းနောက်တစ်ခါဒီတင်ထောက်ကူပစ္စည်းတွေ whiteboard တွေစသဖြင့်ပေါ့ဒါတွေကိုပါဆယ်နဲ့တော်လောက်ကောင်မော်တော်ယာဉ်တွေနဲ့တော်လောက်ကောင် ကျွန်တော်တို့ရှိတဲ့နေရာအထိလာရောက်ပေးပို့နိုင်ဖို့ကျွန်တော်စီစဉ်ပေးပါမယ်။ကျွန်တော်ကိုယ်တိုင်လည်းလာရောက်ပြီးလက်ခံယူပြီးထပ်မံမျှဝေပေးပါမယ်။အဲဒီဒီစီစဉ်လေးကိုထိုင်းနိုင်ငံရောက်ပြည်သူတွေကိုကျွန်တော်လေးလေးစားစားတင်ပြမြတ်တမ်းရခံတာဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးအလို့ပူလို့ကြအောင်ကျွန်တော်တို့အားလုံးအရင်ထက်ပို့ပြီးစီလုံးညီညွတ်ကြအောင်ကျွန်တော်တို့အားလုံးအရင်ထက်ပို့ပြီးတမိုင်းတင်ငင်းစာတွေကိုများများဖတ်ပြီးများများကြည်လေကြအောင်ကျွန်တော်တို့အားလုံး ဒီတိုက်ပွဲမနိုင်လို့မဖြစ်ဘူးဆိုတော့အနိုင်နှွဲမဲ့စိတ်ကိုပြန်တူမှုကြအောင်ကျွန်တော်တို့အားလုံးတမိုင်းတစ်ခေတ်မှာကြာရတာဝန်ကိုကြည်ပွန်ခဲ့တယ်ဆိုတော့ကျေနပ်ပီတိဖြစ်မှုမျိုးကိုအတူတူခံစားကြအောင်ကျွန်တော်တို့အားလုံးနောက်တစ်ချိန်ကြလို့ရှိရင်ငါတို့တန်ဆန်းတော့လုတ်ခဲ့တာငါတို့ပူပေါင်းပြီးဆောင်ရွက်ခဲ့တဲ့အကျိုးတရားကြောင့်နောက်လာနောက်သားတွေပျော်ရွှင်စီကားစွာချမ်းမြေ့နေကြပါလားဆိုတော့မြင်ကွင်းတွေကို ဆံဖြူသွားကြအဖို့အဖွားကိုပွားရတယ်နဲ့အတူတူပြုံးပြီးကြည်ကြအောင်နော်